ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်တရားသမားဘာစရာတို့စူဂျင်းငွေဘယ်လောက်ထိရရှိခဲ့တလဲဘာစရာကတော့အစ်ပန်နောဝေးကွင်းမှာနှစ်ကိုးပြန်နေနိုင်ပြီးတော့ယခုနှစ်လာလီကာချန်ပီယံဖြစ်သွားခဲ့ပါပြီအနိုင်ရလိုက်မယ်ဆွေးမယ်ချန်ပီယံစုတေးကြနေဖြစ်တာကြောင့်ဒီဘက်မှာတော့ဘာစရာကအမှန်ကင်းကင်းနဲ့နိုင်ပွဲရယူနိုင်မှုကြိုးစားခဲ့ပါတယ်ဒါပေမဲ့အစ်ပန်နောရဲ့ခန်းစစ်ကစားရင်ကြောင့်ဘာစရာကပွဲကိုစိုးမိုးထားခဲ့မိတ် လိုအပ်နေတဲ့ဂိုးတွေကိုတော့တော်ုံနဲ့မသွင်းနိုင်မှုဖြစ်နေခဲ့ပါတယ်။ကိုရမဖြစ်မဲ့ဆွဲဘာကကစားမတွေကဂိုးများပဲချိန်တွေကုန်လာခဲ့တာကြောင့်ဇိုးရင်စီတွေဖီအားတွေဖြစ်လာပြီးတော့ရရှိလာတဲ့ခွင်းတွေကိုအသုံးမချနိုင်ခဲ့ကြပါဘူး။ပွဲချိန်53မိနစ်ရောက်မှမှရမဲကဘာကာတို့ကအဖွင့်ကိုသွင်းပေးခဲ့လို့ဘာစရာလဲဖီအားတွေရောသွားခဲ့ရပြီးပွဲပွေပြီးတော့တည်ငြိမ်အောင်ကစားလာနိုင်ခဲ့ပါတယ်။မင်းရှင်းဆက်မှာအက်စပန်ယောကစားမတယောက်အနီးကနေထွက်သွားခဲ့ရတဲ့အတွက်ဘာကာတို့နိုင်ရောက်ပို့ပြီးတော့လေးတာသွားခဲ့ပြီးပွဲချိန်65မိနစ်မှာဖာမင်လိုပတ်စ်ကဘာကာတို့ပွဲသိမ်းနိုင်ကိုထပ်သွင်းပေးခဲ့ပါတယ်။ ဒီပွဲနိုင်ရလာကြောင်းဘာစရာယာတီသိမ်းမှုနှစ်ပွဲလိုမှာပဲလာလီကာချန်ပီယံဖြစ်နေအောင်ပွဲခံနိုင်ခဲ့ပါပြီ။အိုင်ဘတ်ခွန်ရှိကိုဝမ်နိစ်ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖူဘောကိမှာကစားလို့ရပါပြီ။ဝမ်နိစ်ဘတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စ်ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖူဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တော့ကွန်မန်တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ဒီနေ့ဘောလုံးရာသီအရဘာစရာတို့ဆိုင်ခေါ်မှုတွေများပြားခဲ့ဆိုတာသိကြပါလိမ့်။နီးပြပြေဟန်စီဖလင်းနဲ့စတင်လက်တွဲခဲ့ရတယ်။ကိုးသမားခက်ခဲပြီလို့ရှက်စနီကိုအကူအညီတောင်းပြီးတော့ခေါ်ထားခဲ့ရတယ်။ဒါလို့ဂျိုးစိုးဂျမားစိုးရင်ရင်ဆိုင်နေရတဲ့ဂျားတွေကနေပဲဘာစရာကစပိန်ပြည်တွင်းဖလားတွေအားလုံးကိုသူတသိန်းနဲ့သိမ်းပိုင်နိုင်ခဲ့လို့ချန်ပီယံလိမာလစီဖိုင်နယ်ထိကိုတက်လန်းရောက်ရှိလာနိုင်ခဲ့ပါလိမ့်။ဒါကြောင့်အဆိုးတွေကနေအကောင်းအထည်ရှိခဲ့လို့ဆိုရမှာပါ။ဒီနေ့လာလီကာဆူဖလားကိုသိမ်းပိုင်နိုင်ခဲ့တဲ့အတွက်ဒါဘာစရာရဲ့တမိုင်းမှာရရှိခဲ့တဲ့28ချိန်မြောက်အမှတ်ပေးချန်ပီယံဆုဖြစ်ခဲ့လို့ဆယ်စုနှစ်တခုအတွင်းလာလီကာဖလားကို ငါးချိန်မြောက်သိမ်းပန်းနိုင်ခဲ့ခြင်းလည်းဖြစ်ခဲ့ပါရယ်။ချန်ပီယံဖြစ်ခဲ့တဲ့အတွက်စူဂျီယာရှုမှလည်းခြားသောသင်းတွေထက်ပိုပြီးတော့များများရမှာပါ။ကတ်လန်ဘလူးဂျီးတွေကဗန်နာရီဂျက်တဲနဲ့စိုးစိုးအားရင်ဆိုင်ကြုံတွေ့နေရတာကြောင့်ဒီစူဂျီငွေတွေကသူတို့အတွက်အတိုင်းအတာတစ်ခုလောက်ထိတော့အကျိုးရှိစေနိုင်ပါလိမ့်မယ်။တရားဝင်ထုတ်ပြန်ချက်မျိုးမတွေ့ရသေးမယ်။သတင်းတစ်ခုရဲ့ခံမှန်းထားချက်ရဘာစွမ်းသင်းရဲ့လာလီကာချန်ပီယံဖြစ်အောင်ပွဲခံနိုင်တဲ့အတွက်ယူရိုတန်း60ကနေတန်း90ကြားလောက်ထိရရှိနိုင်လိမ့်မယ်လို့ဆိုထားပါရယ်။ဒီပွန်လာတိုင်းမှာရုပ်တံထုတ်လိမ့်မှုအကျိုးခံစားခွင့်စွမ်းဆောင်ရည်ကိုအခြေခံတဲ့ border street နဲ့ ဥရောပပြိုင်ပွဲတွေမှာပြသခဲ့တဲ့အရေးချင်းတွေပေါ်မူတည်ပြီးတော့ဇူးချင်းကိုတွက်ချက်ပေးတာတွေအားလုံးပါဝင်မှာဖြစ်ပါတယ်။နောက်20 23ဘောလုံးရာသီလုံးကတော့ဘာစရာသင်းဟာနီးပြဇာဘီရဲ့လက်အောက်မှာလာလီဂါချန်ပီယံဆုကိုဆုကူရရှိခဲ့ပြီးအဲ့ဒီနှစ်တုန်းကတော့ယူရို60တန်းဇူးချင်းကိုရရှိခဲ့ပါတယ်။တခြားပြည်တွင်းပြိုင်ပွဲနှစ်ခုမှာတော့စပိန်စူပါဖလားပွဲဟာဇော်ဒီမာဂျင်းမပြလုတာဖြစ်လို့အဓိကဆူဖလားတစ်လုံးဖြစ်တဲ့ကိုပါနယ်ရီထက်တောင်မှာဇူးချင်းဝင်ပိုများနေအောင်တွေ့ရပါတယ်။စပိန်စူပါဖလားရရှိတာကြောင့်ဇူးချင်းဝင်ယူရို6တန်းနဲ့ရရှိခဲ့ပြီးတော့ကိုပါနယ်ရီရတာထက်တောင်မှာဇူးချင်းဝင်ကယူရို1.2တန်းလောက်သာရရှိခဲ့တာပါ။ ဒါပြင်ချန်ပီယံလိပြိုင်ပွဲမှာဆီမီဖိုင်နယ်အထိတက်လမ်းရောက်ရှိခဲ့ခြင်းနောက်ဘာစနာတက်ငွေကြေးကျိုးမြတ်တွေများစွာရရှိခဲ့ပါသေးတယ်။ချန်ပီယံလိကနဲ့ရရှိလာသူတွေကပြည်တွင်းဖလားအားလုံးရထအောင်ပုံများနေနိုင်ပါတယ်။ချန်ပီယံလိဖလားကိုမရခဲ့မဲ့ဆီမီရောက်တာနဲ့တင်ဘာစနာကစူတင်းငွေယူရို83တန်းလောက်ထိရရှိသွားဖို့လည်းရှိနေတာဖြစ်ပါတယ်ခင်ဗျာ။ဇောင်းလင်းကြည့်ပြတ်တော့အားလုံးကိုကျေးဇူးတင်ပါတယ်။